အီရန်နိုင်ငံတွင်းမှာတိုက်ခိုက်မှုတစ်ခုမကြသေးမီကဖြစ်ပွားခဲ့ခဲ့ကြောင်းအမေရိကန်သမ္မတကဒရင်ထွက်ပေါ်လာပါတယ်။မကြသေးမီကသမ္မတဒေါ်နယ်ထရန့်က True Social မှာ message တစ်ခုတင်ခဲ့ပါတယ်။သူကပြောရဲဆိုတော့ပြင်းထန်တဲ့တိုက်ခိုက်မှုအပါအဝင်အီရန်မှာရှိတဲ့နျူကလ িয়ার နေရာ၃ခုကို၃နေရာကိုကျွန်တော်တို့ရဲ့လုံအောင်မြင်တဲ့တိုက်ခိုက်မှုကိုပြင်းမြောက်ခဲ့ပါပြီလို့ပြောခဲ့ပါတယ်။လေရင်တွေကအခုဆိုရင်အီရန်ရဲ့လေပိုင်နဲ့အပြင်ဘက်ကိုရှိနေပါပြီတဲ့။နောက်သမ္မတထရန့်ကပါဆက်ပြောရဲဆိုတော့အဓိကနေရာမှာဘုံအပြစ် ကျက်ချခဲ့ပါပြီတဲ့လေရင်အားလုံးအဲ့အပြန်လမ်းမှာဘေးကင်းစွာနဲ့လာနေကြပါပြီတဲ့သူကအမေရိကန်စစ်တပ်ကိုလည်းချီးကျူးစကားပြောဆိုခဲ့ပါတယ်ကမ္ဘာပေါ်မှာဒီလိုလှုပ်ဆောင်တဲ့အခြားစစ်တပ်မရှိဘူးတဲ့သူကပို့စကိုဘယ်လိုဆုံးတာလဲဆိုတော့ယခုအချိန်ကနေချင်းကြီးအတွက်အချိန်ဖြစ်တဲ့ဒီကိစ္စကိုအာယုံဆိုင်ဘက်အတွက်ကျေးဇူးတင်ပါတယ်တဲ့ဒီကြေညာချက်ကိုသူဆိုစမှာတမရဒေါ်နာထွန်းကလွန်ခဲ့တဲ့မင်းရဲ့ပိုင်းမှာတင်ခဲ့ခြင်းဖြစ်ပါတယ်ဒီကိစ္စကတော့ B2 ဘုံကျဲလေရင်တွင်ပါဝင်ခဲ့တယ်လို့သူရဲ့တင်ခြင်းကအကြံပြုထားပါတယ်အီရန်နိုင်ငံအတွင်းမှာ ပြင်မထားပြင်မထားတဲ့နေရာတွေများနဲ့နျူကလ িয়ার နေရာတွေအကြောင်းနောက်ထပ်အသေးစိတ်အချက်လက်တွေကိုကျွန်တော်တို့စောင့်ဆိုင်းနေပါတယ်။စစ်စံကြီးနိုင်ရေးစပွဲဝိုင်းကိုအီရန်ကိုခေါ်ဆောင်မှုတွေကြိုးပမ်းမှုရဲ့အတန်းကြားစစ်စံကြီးနိုင်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာထွက်ပေါ်လာခြင်းဖြစ်တယ်။ရှေ့တို့တစ်ခုကြတော့လန်ကတော့အီရန်ရဲ့ချွင်းချက်မရှိလက်နက်ချခြင်းဖြစ်တယ်လို့တမနာထွန်းကပြောကြားခဲ့ပါတယ်။ယူရန်နဲ့တန်းစစ်မှုရပ်တန့်ရမယ်လို့လည်းပြောပါတယ်။ဒါပေမဲ့လည်းအီရန်ကရင်းအခြေအနေကိုပယ်ချခဲ့တယ်။ဥရောပစစ်စံကြီးနိုင်ရေးမှူးကပြောကြားခဲ့တယ်။ အီရန်ကယူရီနီယံတက်ဆမှုကိုရပ်တန့်မှာမဟုတ်ကြောင်းသူကလည်းဆက်ပြောပါတယ်တမနာထရန့်ကဖြစ်နိုင်ခြေရှိတဲ့လှုပ်ဆောင်ချက်ကိုနပတ်အတွင်းမှာစိုးပြားချက်ချမယ်လို့စောပိုင်းကပြောကြားခဲ့တယ်အခုတော့နေရက်အကြောင်းမှာတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသူကကြေညာခဲ့ပါတယ်အီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার နေရာ၃နေရာကိုအမေရိကန်ဗိုလ်ချုပ်လေးရင်တွေကထိမှန်ကြောင်းတည်ပြပြမှာစိတ်ဝင်စားစရာတည်ဖြစ်ပါတယ်ပြမအတီချာနဲ့ဤစစ်စင်ကြီးကမြေကြီးဘုံမျိုးစားကိုအသုံးပြုရတယ်ဆိုတာတော့အတီချာတော့မသိသေးပါဘူး အလွန်ကြီးမားတဲ့ဘုံ massive ordnance penetrator MOP ကိုအသုံးပြုရရှိတယ်လို့လည်းမျှော်လင့်ပါရယ်။ဤဘုံကကြောက်ဆောင်တောက်အောင် my work can see that me out နဲ့နဲ့မှာမြုပ်ထားတဲ့ပြစ်မှတ်တွေကိုတိုက်ခတ်ဖို့အတွက်တိစောက်ထားခြင်းဖြစ်တယ်။ဒီနေရာကယူရီနီယံတန့်စင်တဲ့အဓိကနေရာဖြစ်တယ်လို့ယူဆရပါရယ်။အခြားပြစ်မှတ်တွေကတော့တန့်စင်တဲ့ယူရီနီယံတူလောင်ယူတဲ့ nuclear site အစီအစဉ်အခြားစိတ်ပိုင်းမှာပါဝင်ပါရယ်။ အီရန်နိုင်ငံတဝမ်းမှာနျူကလ িয়ার အများပြားရှိပြီးတော့ရင်းနေရာတွေကထက်ခဲပြင်းမာတွေဖြစ်ကရာချာမစ်စွာယူဆထားကြပါတယ်အခုဆိုရင်အမေရိကန်ကတော့အီရန်နိုင်ငံအတွင်းစစ်ရေးအရတိုက်ခိုက်မှုပြောင်းစုံအချိန်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်အမေရိကန်လေယာဉ်တွေကအီရန်လေပိုင်တဲ့ထဲကထွက်နေပြီလို့တမနာထွန်းကပြောပါတယ်ဒီချိန်ထဲမှာပဲအစ္စရေးကအီရန်နိုင်ငံအတွင်းဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်နေရှိတယ်အစ္စရေးနဲ့အီရန်ကြားပြည်ပခန့်အခုဆိုရင်ဒီနေ့နှစ်ပတ်ကြာဖြစ်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 ခဲ့ပါပြီ ပင်ရဂုံစစ်တပ်နှချုပ်ကဤစစ်စင်ရဲ့အကြောင်းနဲ့အင်ဖြူတော်မှဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကယူဆပါတယ်။မိုးလဲယနေ့မိုးလဲပိုင်းမှာအင်ဖြူတော်ကတိတ်ဆိတ်နေပြီးတော့စကားပြောအတွက်အစဉ်နဲ့မဖြစ်သေးဘူးလို့ဖော်ပြပါတယ်။